ုံးထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လှန်ရေးဖြစ်တော့မှာပေါ့ကွာအာအဲ့ဒါလည်းမဟုတ်ဘူးငါတို့ကတော့ဘာလို့လုံးအောင်ထုတ်မှာအခုလည်းမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကြီးကိုငါတို့ကမရရောက်ချက်အဲ့ဒါတော်လှန်ရေးပဲဘာဖြစ်လို့ဖြစ်ချင်တယ်လဲကျော် ွေးကောက်ပွဲဖြစ်မှမင်းတို့လူချင်းတဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်စီကရွေးကောက်ပွဲအတွက်မင်းသားလေးဦးနဲ့တော်လန်ရေးပုံဖြတ်တဲ့ဝါရဖြန့်စကားထုတ်လွှင့်မှုကိုအစအဆုံးတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦး ြဿနာကြီးတော့စပြီးကြောက်ခိုင်းတယ်။ဒါမျိုးပြောရရင်တုံ့ပြန်မှုတွေဘာလို့မရလဲဆိုတာ။ဘုဘာလို့ကြောင်။အန်ကီလည်းဘာမှမဖြစ်ပါဘူး။အဲ့ငါတို့ပြန်တဲ့လန်ကီကဂိတ်တစ်ခုမှမချနိုင်ကြရဘူး။ငါ့ဝဲအချင်းအဲ့မှာရှိနေတာပဲဘာမှမဖြစ်ပါဘူး။ဘယ်လိုပြောကွန်မန်ရေရှောက်မတ်မနေနဲ့ဦးမင်းအစဲခံနေအောင်မင်းအေးပါမမတ်ပါဘူးကွာဒီကွာအဲ့တော်တွေလည်းတမျိုးဘာလို့တွေလည်းအစဲခံပါဆိုလို့မျိုးသိထားတာလေအများကြီးကွာ ဘူးရလည်းမဟုတ်ပါဘူးမဖြစ်ပါဘူးလို့ပြောလို့ရှိရင်ဇုတ်ကိုဟုတ်ခိုင်းဖြစ်ခိုင်းနေတော့ပဲငါတို့လည်းဘယ်လိုပြောရမှန်းမသိတော့ဘူးကွာဘူးလာလာလာဥတော်နိုင်လည်းပါလာတာဟုတ်ဒီကွာငါမင်းရောက်နေတယ်ဆိုလေငါမင်းတွေ့ကျင်လားအကုန်ကြီးစီရောက်သွားတော့မင်းတို့နဲ့တွေ့ဖို့ရှိတယ်လိုက်ခဲ့ဆိုတော့ငါလိုက်လာတာကျွန်တော်တို့လာမှာပေါ့ဗျာအေးစင်းနဲ့လာတိုင်းဟုတ်မှာမလား မကျော်တကယ်ချင်းနေပါလာတယ်။သူကတော့ကြောက်ခိုင်း။သူကတော့ဒုက္ခရတယ်။ဟုတ်ကဲ့။ဟုတ်ကဲ့ပါဗျာ။ဦးညီနဲ့တော့မိတ်ဆက်ပြီးပြီးပါပြီ။ဟုတ်ကဲ့။တော်တော်တော်ပါပြီ။ဟောလေဒီမှာ AC ပဲမို့လား။မင်းတို့တော့ကြာကြာနေဦးမှာ။အော်အရန်တော့လည်းမကြပါဘူး။အလုပ်ကလည်းတစ်ဖက်လောက်ပဲခွင်ရတာ။မင်းတို့လည်းမိတ်ဆက်ပြရအောင်မယ်။ဒါကတော့ငါတို့ရွာရဲ့အုပ်ချုပ်ရေးမှူးဦးတော်တာ။ဟုတ်ကဲ့ပါ။အဲ့ဒါတော်တော်ပါ။ဟုတ်ကဲ့ပါ။ဦးလေးကျော်မော AC ပဲ။ AC ပဲလားဆိုတော့လေ AC လို့ပဲပြောပါမို့နော်။ ဒါပေမဲ့လူတွေတိတ်မစုံတော့ဘူးသူတည်းလူငယ်ပိုင်းတွေလူငယ်တွေမစုံတာတော့ကျွန်တော်တို့ကပဲမဟုတ်ကိုကျော်ခိုင်းအခြားရွာတွေကမစုံတော့တာအဲ့တော့လေဒီညနေစုံနေရမှာပဲအခုဦးညီတို့ရွာတော်မှာ live မှာပြာချနေပြီဆိုတော့ကျွန်တော်အာယူကိုမေးကြည့်ရအောင်ဒီတော့ရွာနဲ့အဆက်တင်ရတယ်အဲ့တော့မတော်ပါသေးဘူးကွာမတော့ကြီးကြီးမားမားဘာမှမဖြစ်ပါဘူး။အဲဒါမဲ့ခုမှငါပြောတယ်လူငယ်ပိုင်းပေါ့။အဲ့တော့ကြွားလို့မယ်ဆိုရင်ပြတ်ပြတ်သွားတာ။ဘာတင်းမှမရတော့။မိကြီးတက်ဦးမအောင်တော့ ာရီညာနေတဲ့တုန်းကတော့တော့မယ်ဆိုတော့ငါလည်းထန်ထိတ်ထားတာပြီးတော့ပြီးတော့တော့ပါသွားလို့အဲ့အဲ့လေနားရောင်တာအေးနားရောင်တာအင်းဆန်ခဲလို့တော့ကြောင့်ဒီကောင်မှနားရောင်သွားတာဆေးအော်အထူးလေ မှမထူးအကြောင်းလည်းမပြောင်းအကြောင်းညာနေလို့ပြောအောင်မင်းကိုဆက်တွေ့မဲ့လူပါအောင်အကောင့်ဆက်သုံးဟာသူလည်းငါ့လိုအကောင့်တူဦးကွာအကောင့်အဲ့တော့မင်းကဘလို့လို့ပြန်လာတော့လို့ဆောက်ဒါပေမဲ့သူတင်းနေတဲ့တင်းနေရအကုန်မှတ်နေလေမင်းကလည်းမင်းတော်မှလေအကောင့်တူနေလေဟိုအချင်းငတ်သူလေးတို့ဘာလို့မင်းလောက်ပြီးလောက်နေရလဲတော့မောင်းတော့လေဖက်တော်မင်းကအကောင့်ဆက်ချပြမှာလားငတုံးကဘာပဲပြောငါတို့တင်လိုက်တဲ့ပို့တွေမှန်တယ်များအကုန်လုံးလိုက်အများကြီးပဲရတယ်လေဘာလို့ဟိုလိုက်တယ်အများကြီးရတာရတာကွာဒါပေမဲ့ဟိုလေးနှစ်တာကာလအတွင်းမှာလေအမေကအောင်သွားတဲ့လူလို့ အော်စီကိုသွားတဲ့လူအကုန်လုံးတော့အဆင်ပြေနေပြီနော်အော်ငကိုလေးကမင်းတို့ငါပြောတယ်လေမင်းတို့ကငါပြောတယ်လေဘာပြောဟမ်အခုမှမင်းတို့အားကြမနေနဲ့အစရရတော်ရဲသွားပြီလက်တောင်းချောင်းထောင်းလိုက်ပြီးနေပြီမင်းတို့နေရာပါဇက်ပိုက်လာလိုက်မင်းတို့နေရာလုံးပါဇက်ကိုပိုက်လာလိုက်ဟာဟမ်ငါအစိုးရတဲ့တော်ရဲကိုသွားပါမယ်ပြောတော့မွေးချောက်တယ်လေချိန်ခိုက်တယ်လေနဲ့ဟာဟိုအေးဟောပါပြီမင်းပြောတယ်လို့ပါဟုတ်တော်ရဲကိုသွားပါပြီတဲ့ဟမ်ဘယ်သူမှကြိုးတော့ပြီးဘယ်သူမှတာဝန်ယူမှာလဲဟုတ်ပြီအခုငါကြားထားတဲ့တဲ့ရင်အရာလေးငယ်ဆက်မာတဲ့လူတွေထောင်းနေတောင်းနေချီပြီးတော့ပိတ်မိနေတာတဲ့ဗျာ မင်းကကအဲ့ဒီဟိုကိုဟိုလိုလားမင်းတို့တောင်းတော့တိုင်ပတ်နေရောဟမ်ကိုယ်တိုင်လည်းဘာမှမလုပ်တတ်ပဲနဲ့ကွာဘောက်တိုင်ပတ်အေးကျွန်တော်တို့အခွင့်အရေးမပေးလို့ကျွန်တော်တို့ကအခွင့်အရေးပေးလိုက်ကြည်ဟမ်အခွင့်အရေးဟုတ်တယ်မင်းတို့ကအခွင့်အရေးပေးမှာပေါ့မင်းတို့လက်ထဲကိုတနက်တက်လက်ထည့်ပေးလိုက်ရင်တူပြင်မလဲဟမ် လက်သေးကိုတနက်တာထည့်ပေးလိုက်လို့ကကျွန်တော်တို့အတွက်အန္တရာယ်ရှိတယ်လို့ပြပလိုက်ပါဘောဟုတ်ကဲ့ဩဒွဲလိုက်တာကွာအန္တရာယ်ရှိတဲ့ကောင်ဆိုတာမင်းတို့ဘယ်လိုယူရမလို့ဟာလွဲပါတယ်ဗျာလွဲပါတယ်အဲ့ဒီလူကရုပ်ပြက်နေတယ်အမူအရာပြက်နေတယ်ဆိုရင်အန္တရာယ်ရှိလို့အဲ့ကောင်ကျွန်တော်ပြစ်လိုက်ပါဘောဩ အယူဟောင်းအန်ဒီရဲ့ပြုတ်မဲ့ကောင်းဘယ်တော့မှရုပ်ပြက်ဆင်ပြက်မနေဘူးမဲခိုင်းမှာမှတ်ထားဟောတော်တော်ကြောင်တော်လက်ဒီမှာပါဝါဘုသူကြီးပဲကွာလောက်ပါဘာလို့လောက်ပါနေလဲကွာဘုသူကြီးဘာတလဲရောကြည့်နေတာကြာပြီဘာလို့တော့ပြောင်းပြောင်းမိတတိယသုံးရက်နဲ့ထွက်လာလို့တော့သုံးပွင့်နဲ့ထွက်လာရင်ဘယ်တော့လူလဲလုံးလိုက်မင်းမသိဘူးဟောလာဆန်းနေကဲတလန်ဆိုပြီးလက်တို့လိုက်ခီးကနာဖြစ်သွားမယ်မင်းမင်းဘသူ့ကိုလက်တို့ လိုင်းမတင်လိုက်မှာပေါ့ကွာသူများလက်သွားတို့တော့ငါတက်တက်ပြတ်တက်တက်သွားမှာပေါ့ကိုယ်ကလည်းတော့ကိုသိတယ်ဟလားနေလိုက်မှာကွာစစ်အုပ်စုအလူကြတရုတ်ဆောင်ပေးတဲ့မင်းကတားလေးဦးကိုဖက်ခုတ်စားရီလိုဝေဖန်းစစ်ကောင်စီကပင်းတို့လုံမဲ့ရွေးကောက်ပွဲအတွက်မင်းသားလေးဦးနဲ့အတူတော်လန်ရေးကိုပုံဖြတ်တဲ့ဝါရဖြန့်စလန်ထုတ်လွှင့်ခဲ့ပါတယ်ခစ်သမိုင်းကိုဒုံဆိုင်မိသူများလို့အမိပေးထားတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲစီယုံရေးဇလန်မှာနေတိုးမြင့်မြတ်နေဝင်အေးချမ်းမောင်တို့ကတရုတ်ဆောင်ထားပါတယ် ချူလေးမေမြင့်မအောင်ခိုင်ငပြောကျော်စူပါလင်းတွက်လက်စတဲ့တရုတ်ဆောင်တွေလည်းပါဝင်ပါတယ်ဇလန်းကို2021ဖေဖော်ဝါရီမှာစစ်တပ်အာဏာသိမ်းလို့ပြည်သူတွေဆန္ဒပြတဲ့မြင်ကွင်းရုပ်တံတွေနဲ့စတင်ထားပါတယ်ဆန္ဒပြတဲ့မြင်ကွင်းတွေမှာလည်းမိရှုတာတွေဓာတ်စီပလင်းတွေကိုအသာပေးပြသခဲ့တယ် မြင့်မြတ်နေဝင်အေချမ်းမောင်တို့ဟာစပေးနဲ့ပစ္စည်းပို့ဝင်ဆောင်မှုလုပ်ကင်သူတွေဖြစ်တရုတ်ဆောင်ထားပါတယ်။စကားရဲ့အစကူတော့ပစ္စည်းပို့ဆောင်ခြင်းဆန္ဒပြနေကြလို့လှည့်ပြန်ရတဲ့မြင်ကွင်းနဲ့စထားတာပါ။နောက်ထပ်စစ်ဝင်ခန်းမှာတော့2025စက်တင်ဘာလို့စာတမ်းထိုးတဲ့နေဝင်နဲ့အေချမ်းမောင်ဟာမြင့်မြတ်ရဲ့ရွာကိုလိုက်လေတဲ့ပုံစံရိုက်ကူးထားပါတယ်။ရွာမှာဆရာဝန်အဖြစ်နေတိုးကျောင်းဆရာမတွေအဖြစ်ချူလေးနဲ့မေမြင့်မှုအုပ်ချုပ်ရေးမှုအဖြစ်မပြောကျော်အငိမ့်စားဝန်ထမ်းအဖြစ် အောင်ခိုင်တို့ကတရုတ်ဆောင်ထားတယ် အားလုံးကျေးဇူးတင်ပါတယ်ကြာတော့ကြည့်ပါနော်ပါအဲ့မင်းတို့ရပြန်ရောက်နေရဆိုတာဥတ္တရာကြီးပြောပြလို့ငါသိနေရတယ်။ဘာတော့မင်းတို့စီလာအောင်မလို့။ဘူမင်းလေးရောမစေကန်းဖွင့်နေတော့ကျွန်တော်လည်းကြားပါတယ်။ဒါဝင်လေးအစီအစဉ်ရှိပါတယ်။အခုကတော့တက်တဲ့ဆန်ဖြစ်သွားတာပေါ့ဗျာ။ဟောကျွန်တော်မိတ်ဆက်ပေးအောင်မယ်။ဒါကကျွန်တော်ရဲ့ငယ်ချင်းကြီး။တို့ကတော့ကြော်ခိုင်းနဲ့တို့ကတော့ဒုက္ခ။ဟုတ်ကဲ့။ဟုတ်ကဲ့။တွေ့ရအောင်တော့ပါ။အေးမင်းတို့ဒီခါလေးမိတ်ဆက်ပေးအောင်။ဒါကငယ်ချင်းကြီးပဲ။ကျွန်တော်မိအောင်မိသားတယ် တွေ့ရတာဝမ်းသာပါတယ်အားလုံးဟုတ်ကဲ့တွေ့ရတယ်ဒီလိုအခြေအနေမျိုးမှာတွေ့ရပူပြီးတော့ဝမ်းသာပါတယ်ဟုတ်ကြောင်းပါတော့အချင်းချင်းဆက်လာတယ်။ဟိုလိုက်မှာတော့တကယ်လေးစုံနေရမှာ။ရန်ကုန်မှာတော့အေးဆေးပါပဲ။အားလုံးလည်းပုံမှန်နဲ့တောလာနေကြတာပဲနော်။ဟုတ်ကဲ့။ကောင်းပါပြီ။ကောင်းပါပြီ။ဒီကွာသူချင်းစက်တဲ့ပြည်နယ်ကိုချစ်တယ်မဟုတ်လား။မြန်မာမှာတရားလိုက်တယ်။ကျွန်တော်နေသက်ရောက်သွားပြီလို့ထင်နေရမှာလား။ မတော်နိုင်ပါဘူးဗျာကျွန်တော်လည်းဘာဆက်ဖြစ်မလဲလို့အခြေအနေကိုစောင့်ကြည့်နေတာခုမှရင်းနေပြောရအောင်မပြေလည်မှုအားလုံးရဲ့အဓိကတည်းရင်ရင်းကြီးကြောင့်တခုမဟုတ်ဘူးဗျာငါသိပါတယ်ကွာဒါနဲ့လူတွေတော်တော်များများနေရာစုခွန်သွားကြတယ်ဟိုအဲ့လိုစုခွန်သွားရအောင်ဟိုတိုင်းကြီးကလုံးစုံပြင်ဆင်နေတာလို့လည်းမဟုတ်ဘူးတကောခွေးနဲ့ နိုင်ငံရေးလမ်းကြောင်းကိုရောက်သွားပြီ။ဆရာရဲ့ရောက်ပါစေမထူးတော့ဘူး။ပြောလိုက်ပါလေရှင်နဲ့ပေါ်တော့မှာ။ဟော။ညညောင်းအောင်မရအောင်။ဒီလိုတွေတော့ကြောင်းသွားမယ်။အကြောင်းထွက်ကြအောင်။ထွက်เสียလားဟဲ့။ငါတို့ရာကလေးတွေကိုစာတင်ပေးခြင်းလို့လို့ဆရာမဖြစ်အောင်ကြိုးစားလာခဲ့ကြရတယ်။စာတင်မှုကငါတို့အလုပ်ပဲ။ဘာလဲဆရာမတို့ကြောင်းမှာရောကြောင်းထွက်သွားတဲ့ဆရာဆရာမတွေမရှိကြဘူး။ရှိတာပေါ့။ဒါပေမဲ့အဆင်မပြေကြအောင်လေ။ ကျောင်းဆရာမဆိုရဲစိတ်နဲ့ကိုတပည့်ကိုကျောင်းဆိုရဲစိတ်နဲ့ပဲကျောင်းကိုပြန်ရောက်လာကြတယ်။ကိုမွေလေးလေးပြောရရင်အပြောင်းလေးခဏတောင်မှဆက်ရံသွားတဲ့သဘောမျိုးပေါ့။ဆရာမပြောသလိုပါပဲ။ခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပေါ့။ပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်ထမ်းတွေအမှုပညာတစ်ပါးတွေအားလုံးအတူတူပါပဲ။ပြီးတော့စာဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြပြနေကြတာပါ။ ဒီလိုစဉ်းစားကြည့်ကြရအောင်အဆင်ပြေပါရဲ့ဆီယမဆိုတော့ဆီယမလုံးလောက်ရမှာပေါ့ဒီရရနိုင်ငံရင်းနဲ့ပတ်သက်နေရဆိုပေမဲ့သူ့ကန္နာနဲ့တူရဲ့ကဲကျုံလုံးငါလည်းဝင်ပြောအောင်မယ်ဘာလို့လို့ဆီယမတယောက်ကိုစေးမကူနဲ့လို့လာတာလဲငါတို့စီစေးလာကူနဲ့ပြန်လာလို့ဘာလို့ဒီတိုင်းပြစ်ထားပဲလို့မပြောအဲ့လိုပြစ်ထားတယ်လို့ရှိရင်ငါတို့စေးเจ้าတော့ဆိုခဲ့တဲ့သစ္စာစကားလေးလာဟတာဖြစ်သွားမှာ ကွာဆရာဝန်ဆိုတာဇန်သူမိတ်ဆွေမှခံကြပေးမယ်။ဒုနာမှန်တမျှကိုစိတ်ကူပေးရမှာ။ဘာလို့ဆရာဝန်ကိုအားလုံးတောင်းလဲ။တော်တော်ဆရာရဲ့နှမ်းလို့။အမှုပညာသမားတော့အမှုပညာလို့လောက်ရပါမယ်။အဲအဲ့လိုပဲအတက်ပညာသမားလည်းအတက်ပညာအလုပ်ကိုလောက်ရပါမယ်။အဲအဲ့ဒါမှကိုယ်သိတာတတ်တာတဲ့ပညာတွေနဲ့ဥစ္စာလည်းပြောင်းလို့ရမှာပေါ့။ကျွန်တော်တော့ဗျာဒီတိုင်းတစ်ပွားကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးတော့ ုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ပြီးရှင်းနေတာလို့ထင်ပါတယ်။ဒီမြန်မာစီးပွားရေးလုပ်ငန်းများအတွက်အံ့ဩဖွယ်ကောင်းလောက်အောင်ကြေညာပြီးတန်ရှင်းတက်ရက်စွာနဲ့တည်ဆောက်ထားတဲ့ကျွန်တော်ရဲ့မီဒီယာစင်တာမှာဆိုရင်ရုံးသားများကိုနှားရနေပါတယ်။အစီအစဉ်စနစ်တွေပါတဲ့တလီကား၄စင်းနဲ့ခင်ဗျာစနစ်ကား၃စင်းကတင်းလို့တက်စင်းအတွက်တက်တက်တက်ရှိနေတဲ့ဖန်နီးပေးမှာဖြစ်ပါတယ်။ဒီတိုင်းဝေချင်းရှိတဲ့များနဲ့ဧည့်သည်များကိုဆက်ဆောင်ပါစေ။ဒီစီးပွားများကို ချုံမဆာလေးပြန်လာတော့အတွက်ရန်ကုန်မြို့ရဲ့တောလာရလေကူရဲ့နေရာမှာရှိတဲ့မီဒီယာစင်တာကနေဝန်ဆောင်မှုအပြည့်နဲ့ကြိုဆိုလိုက်ပါတယ်။မာကတ်အတွက်အထူးစီမံထားတဲ့လုပ်ငန်းများရဲ့ဖြစ်ဖြစ်လက်ရှိနဲ့တက်နေတဲ့လုပ်ငန်းတွေအတွက်ရုံးခန်းလိုအပ်ချက်ရှိရင်ပဲဖြစ်ဖြစ်လုပ်ငန်းတိုးချဲ့ကျင်လာပဲဖြစ်ဖြစ်လိုအပ်ချက်တွေရှိကြရင်တော့တင့်လို့အတွက်ရုံးခန်းနေရာတွေကအသင့်ရှိနေပါတယ်။ ုပ်ငန်းအတွက်မိတူမရှိအငါစနစ်ကိုကိုရိုင်းစိတ်ကြိုက်ခံတင်နိုင်ဖို့ Public Asset Area Media Center ဖုန်းနံပါတ်09ကို6839336အမှတ်15မိုးကောင်းလံဘောက်တော်ရင်းမြို့နယ်ကိုအရောက်လည်လာဖို့ဖိတ်ခေါ်လိုက်ပါတယ်အဲ့မြို့တော့ခံဝင်လက်မှတ်ချိုးပြီးပြီဆိုရင်တော့ဒါတာဘင်းလို့ရှိလို့တော့ပြပြလိုက်ကြအောင်ဒီနောက်တစ်ခါဆိုငါမကင်နိုင်တော့ဘူးနော်ဒီတော့တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်နည်းနည်းတော့များနေပြီ

တာဒါနဲ့တော့ဘယ်ကင်းပါလဲဒါကြောင့်သူရဲကဖြစ်ချင်လို့ဒိုင်လာတဲ့ရအောင်လုပ်နေတာတိုးစဲတော့ကွာမင်းတို့တူများတွေကတင်တော့လို့ပို့ဆိုဟာဟာသွားပြီးလို့ဒီလိုဖြစ်ပေါ်တာမဟုတ်ဘူးလားကျောင်းကြီးမင်းကဘယ်ပို့စမှာတွားပြီးဟာတော့ပေးရတယ်ဘာမှမဟုတ်ပါဘူးကွာသူတို့ရောမှနေတိုင်းကြီးနေတဲ့နားကွာပူနေတောက်လျှောက်တင်တာအဲ့တော့ငါအမြင်ကလို့အောက်ကနေပြီးတော့ဟာဆိုပြဟာဟာလေးတွားပြီးလိုက်တယ်အဲ့ပြဿနာတက်တာကျောင်းကြီးအဲ့ဒါသူတို့ရောအတွက်သူတို့လှုပ်လှုပ်နေတာ မင်းတို့ကအဲ့ဒါကိုသွားပြီးတော့ဟာဟာသွားပြီးတော့နဲတော့နဲသေးတယ်ဟမ်ဟေးကျုံတော့တခါလေးတတိပေးထားမယ်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိအဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကြရတယ်ရှုပ်မရေးနဲ့တော့ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ဟာတိတ်တော့အခုတိတ်တော့တင်းတော်ကြီးပဲဒီကနေ့ကအစိုးရပြင်ဆင်ပေးတာနော်ပြင်ဆင်ပေးရတော့နတ်တယ် ြောတာနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုတ်တယ်နော်ဟေးခစ်ပြောင်းသွားတဲ့ဒီအောင်မင်းတို့ထောင်ထဲမှာထွက်ရပဲနေလိမ့်မယ်ဘောပေါ့တော်ပြီတော်ပြီတော့ဟောဒါမင်းလေးကြီးတော့ပြပါမလို့ဟာဒီကြာဒီကိုရမ်းစောက်ပြီးကောပါဖြစ်တာလေတော့ဟုတ်ကဲ့ရေဦးလို့ပြီးဟောလိုက်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာတော်ဝတ်ကျင်ရတယ်ခင်ဗျာ တော့တော့ပါလေ။ဗျာ။ဖြည့်လိုက်ရင်ခံရရလာပြီပဲ။ပြီးရင်တော့အတူသုံးရတယ်တဲ့။ဟမ်ဘုရားကအပေါင်းပြိနေတယ်နော်ခင်ဗျားတို့ကျွန်တော်အကောက်တူတော့နော်အဲ့ဒီလိုကတည့်ရပေါ့ဟုတ်ဒီမအချင်းငယ်တူလေးတို့ကတော့ခင်ဗျားတို့ပေါ့မလားဟိုကျွန်တော်တော့လုံးမိတဲ့ကောင်တွေတုန်းကအချင်းငယ်တူလေးကကျွန်တော်အကောက်ပေါ့ဟဲဆရာတော်ကျွန်တော်ဖန်ပြနေပြီလားပုံမတရားသေးဘူးဘာလိုက်လာရင်တည့်ရတော့ကျွန်မလည်းတည့်ကျွန်မတင်နေပို့အောင်ပါဗာလဲနှောက်လိုက်တာဆရာမနေရယ်ဆိုအရှင်မက်နာမလားဟုတ်တယ်ဟုတ်တယ် နာနေတာဆီယမလေးကျွန်တော်ဘာဘူးပြဆန်းဆန်းကောင်းနေကျွန်တော်မဲလိုက်တယ်လေးဆီယမရဲ့ဒီပါဒီပါခင်ဗျားတို့တော့တော့နော်ရှောက်ရှောက်မလုံးနဲ့ကုန်တိမ်ပတ်တော်လေးနော်ဘောမပဲနော်ဟုတ်တယ်မကြမ်းရွေးကောက်ဘူးရလာတော့မှာပေါက်ရရရှောက်မန့်မိကြနေဦးဒုက္ခရောက်လို့ရှင်ဘူးမှကဲမှာမဟုတ်တော့ဦးတိုက်ဆုံးပြောတာမင်းတို့ကြားရမှာလားအေးအဲ့ဒါကြာကျွန်တော်တို့တောင်းရပြီတောင်းတော့နော်ပြန်လို့ရပြီဟုတ်ဆက် တော့ကောင်းပြီပေါ့နော်ဒီနေ့ကဟုတ်ပြီနော်ဟုတ်ပါဘူးနော်ခဏနေကြဆက်ခံလိုက်ဟုတ်ကဲ့ဆရာမလေးဘာလို့ဒီလိုလုပ်ကြလဲကျွန်တော်ကဒီကအမှန်ပေါ်နေလိုက်မှာဘာပဲကွမမအဲ့ဒါကျွန်တော်ပဲနော်ဆရာမလေးဘာချိုးခါရလဲလက်တော့ကြောင်းသွားသေးတယ်ကွာဘာပေါ်နေမသိဘူးဟာပါဘူးဘာဒီရုပ်ကပေါ်နေနေလဲဝင်နေ တိုင်းပြည်ရဲ့ရွေးတခုကိုတွားနေတာတော့အမှန်ကြီးဗျာအဲ့ဒါကြောင့်လေဒီဒီရွေးကောက်ပွဲကိုတကဘာလုံးစိတ်ဝင်စားနေတာကိုမင်းကျွန်တော်တည်တဲ့လောက်လေးတခုလောက်တော့ဝင်ပြောပြပါစီအခုကျွန်တော်တို့ရွေးကောက်ပွဲကိုတကဘာလုံးကစိတ်ဝင်စားနေကြတယ်ဆိုတာကဒီစစ်တပ်ကအာဏာထိန်းတော်စိတ်ဝင်စားနေကြတယ်အဲ့တော့ဒီလိုကိစ္စကြီးကကမ္ဘာနိုင်ငံအသေးသေးမှလည်းဖြစ်နေကြပါလေ အဲ့တော့အခုစစ်တပ်ကအယူသားအစိုးရကိုအာဏာပြန်လွှဲပေးမလွှဲပေးဘူး။အကဘာလုံးစောင့်ကြည့်နေကြတာ။ပြီးတော့ပြည်သူတွေမကြည့်သေးတဲ့တချို့ကိစ္စတွေရတယ်။ရှိနေကြတယ်။ပြည်သူကြီးကပေါ်ပြီးတော့ချုပ်နေတာ။ပြီးတော့လေဗျာချိုးထားတဲ့ပဲတိုင်းလည်းမဝင်မိကြတော့အကုန်လုံးအကန့်နေဖြစ်ကုန်ကြတာပေါ့ဗျာ။အဲ့ဒါကြောင့်မလို့လေဒီရွေးကောက်ပွဲလို့လည်းစီစဉ်ကြတာပေါ့ တယ်ခက်တာပါဗျာအခုရွေးကောက်ပွဲလုပ်ပြန်တော့တယ်ဒီရွေးကောက်ပွဲအတူရအောင်ဒါလို့ဆိုရင်မင်းတို့လာပြီးတော့ရွေးကောက်ပွဲကြီးကဝင်တင်ကြဆိုတယ်ဟုတ်ပြီဟာခါတော့ခက်ဂျားရဲကျွန်တော်တို့ပြည်သူတွေကဂျုံပိတ်ပြီးတော့ရိုက်ခံနေရတာဒီဂျားရဲနိုင်ငံရေးသမားတွေကလည်းသူတို့ပြောတဲ့အတိုင်းလို့သူတို့ခိုင်းတဲ့အတိုင်းလုပ်ဆိုတာကြီးလေလူကြောင်လည်းမဟုတ်သေးဘူးလေ။ကျွန်တော်တို့ချင်မှလုပ်မှာပဲမဟုတ်ဘူးလား။မိသားကဆောင်းတာဆို ကိုယ်နဲ့တမင်လုပ်တာအဆောင်။ဘာဖြစ်အစ်စ်ကြီးပြောနေတော့လား။ဒီဘာဖြစ်ဖြစ်ပါဒီရွေးကောက်ပွဲဟာငါတို့ပြည်သူတွေအတွက်ထွက်ပေါက်တစ်ခုပဲ။ဒီထွက်ပေါက်ကိုငါတို့ကောင်းကောင်းအတုံးချမှာဖြစ်တယ်။အဲအတုံးချတတ်အောင်လည်းပြည်သူတွေကိုအသိပေးမှာဖြစ်။ပြည်သူတွေကသိပါလေ။ဘာမှမသိတဲ့ဖိအားတွေကြောင့်လား။ပြည်သူတွေကလန့်။ နင်အခုလာမဲ့ရွေးကောက်ဝဲကြရင်ဘဲပါတီကိုမဲပေးမယ်လို့စဉ်းစားထားတယ်။ပြစ်ပါလို့မို့။ငါနဲ့တူနေမလားလို့လေ။ကျွန်တော်ကတော့ပါတီကိုလည်းမကြည့်ဘူး။လူကိုလည်းမကြည့်ဘူး။တကယ်တိုင်းပြည်ကိုအကျိုးပြုမယ်လို့ပဲကြည့်တာ။ဘယ်သူမှတော့တိုင်းပြည်ကိုပျက်စီးအောင်မလုပ်ကြဘူး။ပျက်စီးအောင်မလုပ်ချင်လို့လေ။ကျွန်တော်တို့အခုရွေးကောက်ဝဲလမ်းစဉ်ရွေးထားတာ။ကတော့လူရွေးမှန်ဖို့ပဲလူရွေးမှန်မှလူမှန်ရမှာ လူမှန်ရမလမ်းလိုက်ရမှာပေါ့ 哎，我这半夜来扒一个。你好，你刚你找人要多少毛不啦？哎，好的。你不能下边要的。好的，毛都有了，得哭了，得哭了。ဟေးအောင်ရယ်ကွာဒီမှာမနေတယ် ီဝါရေကိုတောက်ပြီးတော့ဒီဝါကိုပြီးတော့ဘုံတော့ဒီလိုယူနေမှာပါလေဟမ်တို့ရေရခံကြတာရှင်းတယ်တို့လေမင်းတို့ကအဲ့ဒီလိုလုံးမတော်လန်ရေးလားဟမ်အခုမင်းတို့ကြောင့်ကလေးတယောက်ဒုက္ခရောက်သွားပြီ။ဘယ်နှပါလို့ပြော။ဟမ်။တို့တို့ကလည်းလို့တော့။စိတ်လာနာရှင်လို့။စိတ်လာနာရှင်။အဲ့ဒီစကားကိုသိနားမနေရှင်းပြရအောင်။ မင်းတို့မှာဖြစ်မရှိဘူးဆိုငါသိအေးဖြစ်မရှိအောင်လည်းမင်းတို့ကိုမင်းတို့လုပ်နေတာကွာဟာအကြောက်မှာဖြစ်ရှိတယ်ဗျအဲ့ဒီမိုကရေစီပဲစင်မဲ့ဒီမိုကရေစီကိုရချင်တော့ချုပ်တော့လို့တယ်ဒီမှာဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးမင်းတို့ရည်ချက်တွေမှားနေပြီအင်္ဂါဆရာမတရားအမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့ဒေါ်လာရင်းဖြစ်တော့မှာပေါ့ကွာအားကလည်းမဟုတ်ဘူးဘာလို့လဲဘယ်လိုလဲတို့ ောက်ပဲယူမလို့ကလည်းမရရောက်ပဲအဲ့ဒါတော်လိုက်ရေးဘာဖြစ်လို့ဖြစ်ချင်တယ်လဲကြုံရွေးကောက်ပွဲဖြစ်မှမင်းတို့လိုချင်တဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာဟမ်ကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်ပွဲနဲ့မလုပ်အောင်ဆိုတော့သက်ဆိုင်ရာတွေကဘာဆက်လုပ်ရမှာလို့အေးမင်းတို့သိထားရမှာကစစ်ရေးနိုင်ငံရေးပြည်ပက္ခတွေကိုအဆုံးတတ်နေလိုက်တာ ဒီကောက်ပေါ်ရှိသမားများ။မပြေလို့ရှေ့ထွက်တယ်လို့တုံးလို့ရတယ်ဆိုတော့ဒါကိုယ့်ရဲ့ကိုယ့်ရောဖြစ်တယ်။ရေပြင်းချင်းတွေကဘာမှမသိပဲနဲ့ဘိုင်းပေါ်မှာရေးချင်တာရေးနေတာ။နားမရဘူးကျွန်တော်တို့အလုပ်ပြောပြမှာလည်းနားတော့။ကိုမင်းလည်းပြောတာဟုတ်တယ်။အကြံကြီးယူကောက်ကိုရလာတော့ အခြေအနေတစ်ခုပြောင်းလဲအောင်စ조사နေတဲ့လူတွေသူတို့ရဲ့ရန်တော်ဖြစ်နေတတ်မှတ်နေတာတော့မှားနေကျွန်တော်တို့အဲ့ဒါကိုထောက်ပြပေးရမှာပြရတာပြလို့ရတယ်ပေါ့ဒီနိုင်ငံလုံးတိုင်းတာလည်းကြာတော့လွယ်ပေါ့မလားအေးဟောမရဘူးအဲ့ဒါကိုတို့တွေတော့မထင်ရမှာပေါ့အဲ့လိုမှမလုပ်ဘူးဆိုရင်လေရေးကောက်ပဲနေပြီးတော့အနားဝေးသွားလိမ့်မယ်လေအဝေးပါဘူး ဒီသူကလည်းရွေးကောက်ပွဲကိုဖြစ်စေခြင်းနေတာပါအခုလည်းဒီသူက28ကိုလည်းရွေးကောက်ပွဲနေ့ကြီးကြီးညာပြီးပြီနောက်ပြီးတော့ရွေးကောက်ပွဲဟန်တာနှောက်ချက်တဲ့သူတွေကိုလည်းပဲအရေးယူမယ်ဥပဒေတွေပုံမှန်တွေထုတ်ပြန်ပြီးပြီတိတ်လက်စက်ဘူးလိုပါဘူးစိတ်မပူလို့တော့မရအောင်တော့ဘူးလေကျော်အောင်တို့ဗညာတို့လူမျိုးတွေထပ်ပေါ်လာမှလည်းစိုးရရတယ်ဗျာဒီကောင်လေးဗျာဘလို့စိတ်ကူးနေဗျာတော်တော်ဝင်သွားလည်းမသိဘူးဘလို့စိတ်ကူးလည်းတော်တော်ဝင်ရမှာလေစစ်တပ်ကအာဏာသိမ်းတဲ့အချိန်မှာ ဒီကောင်တကောင်ကဆန္နာပြပွဲကြီးကိုလိုက်တယ်ပြီးတော့ရွာကိုလည်းပြန်မလာရဘူးအဲ့မှာဟိုတိုးမောင်ဆိုတဲ့ကောင်တွေတွေ့ပြီးတိုးတဲ့ပါသွားတာပဲအဲ့ဒါပဲမကြောက်ဘာလို့လဲလို့ဆိုတယ်ပြန်လို့မရတာအကောင်လုံးကဘူးတော့ဘူးလာတော့မင်းကပြောတာပဲဆိုကြအဲ့လိုကြီးဝင်မပါနဲ့လို့ပြောတယ်ကိုရှောက်ကုန်ဟဲ့မင်းတို့တကောင်ကလိုက်ချာတော်နော်လေကွာကြီးတက်လေကိုကြီးဟုတ်ပါ ခုရွာပြန်လို့မရတော့မလားဟမ်ဒေရွာပြန်ကျွန်တော်တို့အကုန်ဆွဲစည်းတော့မှာဗျလူတွေတော်တော်များပါပြီဟာဥတော်လိုက်ကြီးဆက်သွယ်ပြီးပုံလေးလည်းထိုးလိုက်ဒါခံဝန်ကတိဒီမှာတမထိုးမနေနဲ့နော်မင်းတို့ခံဝန်ကတိလက်မှာထိုးလဲမင်းတို့စောင့်ကြည့်ပြီးဆွဲစည်းမှာပဲဒါဆိုတို့ကဘာလုပ်အောင်မလဲဗျဟာမင်းတို့တော်တော့သွားကွာစစ်တင်တာနဲ့ပါတက်လာပြီးနိုင်ရခုလို့ခွေးတော်မိကောက်ရအောင်တို့ဒါလည်းရှိတာလေဟိုတုံးတော့ရွက်ကူညီမှာလေဘူးကာကူညီမှာပေါ့ကာကူညီမှာမဟုတ်မလို့လိုက်ရှာနေတာလေဟုတ်တော့ အခုသမေးစားဦးတော့ပြဿနာတက်နေရနော်မပူနေအတ္တရာလောက်ကတော့အစ်စိတ်မညာလေးဒါကအခုကြီးပြေးမယ်လို့မျိုးပြောပြတာကွာအဲ့ဒါတော့ရောက်ရောကျုပ်တော့ပါလို့မင်းတို့ကမှစစ်တမ်းနေပါလေတက်ပြီးမင်းတို့ရဲ့လှုပ်ရှားမှုအားလုံး Facebook မှာတက်အဲ့ဒီမှာငယ်ကိုယ်ကိုရအောင်တော့ချက်လာအာအဲ့လိုမလွယ်ဘူးထင်တယ်နော်လွှဲအောင်ငါလှုပ်ပေးမယ်ငါလှုပ်ပေးနေရတယ်အများကြီးပဲငါအကူကြီးပေးတာတို့အကုန်လုံးအစီတို့အမေရိကတို့အကုန်လုံးရောက်ကုန်ကြပြီမင်းတို့နဲ့ကောင်တော့မှတိုင်ပတ်နေတယ် ါတော့သူတို့သမိုင်းသူတို့ရေးတာပဲလေဘယ်တက်နိုင်မှာမလို့ကျိုးတို့ကလည်းကျိုးတို့သမိုင်းကိုရေးရမှာပေါ့တကယ်တမ်းကျတော့တိုင်းပြည်တစ်ခုရဲ့အရွေ့ရဲကောက်ပွဲဆိုတာပြည်သူလူလူရဲ့ထွက်ပေါက်တစ်ခုဆိုတာရယ်ပြီးတော့စစ်တပ်အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်မှုရမ်းစဆိုတာတို့တို့ကလည်းနားလည်အောင်ဆွေးခေါ်ပြီးပြောပြရင်ကောင်းမယ်လေဒီစည်းဝေးကိုပြောင်းလာကြတဲ့ရတူရွာသားတွေအားလုံးကိုကျေးဇူးတင်ပါတယ် အစည်းအဝေးဆိုတာလေကျွန်တော်တို့ရဲ့ရပ်တူရွာသားတွေကိုနားလည်ရှင်းလင်းအောင်ကျွန်တော်တို့ကပြောပြနေမှာပါဒါကြောင့်မလို့လေဒေါက်တာမင်းလင်းတို့လို့တိုက်ထွန်းတို့လို့ကြောင်ကိုပြန်ရောက်လာတဲ့အာယုတို့လို့သူတို့တွေအကြံပေးကြရကျွန်တော်တို့ဒီလိုပွဲလေးကိုစီစဉ်လိုက်ရတာပါကျွန်တော်အနေနဲ့ဘလောက်ပဲပြောချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲကျွန်တော်အနေနဲ့ပုံပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ရွာသားဖြစ်တဲ့ကျွန်အောင်နဲ့ပညာပေါ့လေအဲသူတို့နေရာဒီဘုံထောင်နဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ် အဲသူတို့ကဘာဖြစ်လို့ဒီဘုံကိုထောင်ရလဲဆိုတော့ကျွန်တော်ဒီဇင်ဘာ28မှာကျင်းပမယ်ရွေးကောက်ပွဲကိုဒါခောက်ရှက်အဟံဒါဖြစ်အောင်ဘုံထောင်လာပါတဲ့အဲ့တော့ဗျာအခုလိုမျိုးသူတို့ဒီလိုဘုံတွေထောင်လိုက်တော့တနင်္ဂနွေလုံးအတိုင်းတာနဲ့ကျင်းပမယ်ရွေးကောက်ပွဲကြီးကပြည့်စည်သွားမှာမဟုတ်တာအဲ့တော့အခုလိုမျိုးဒဏ်ရာအနာတရားဖြစ်မဲ့ကိစ္စတွေသွေးထက်တန်ရုံဖြစ်မဲ့ကိစ္စမျိုးတွေအသက်ဆုံးရှုံးရမဲ့ကိစ္စမျိုးတွေမလုပ်ကြပါနဲ့ဗျာ လုပ်ဖို့လည်းမတိတ်တွန်းကြပါနဲ့ကျွန်တော်ဆရာဝန်တယောက်အနေနဲ့အနှုံညွန်တောင်းပန်ချင်ပါတယ်ဆရာအကျွန်တော်ကလည်းမေးလို့ရလားမသိဘူးဒီရွေးကောက်ပွဲကအတူအောင်ဆိုကျွန်တော်ပြောတာမဟုတ်နော်ကျွန်တော်ကတို့ရအောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်တယ်မှာမဟုတ်လို့လေဗျာအမှန်ပေါ်ဆိုပြီးဒီရွေးကောက်ပွဲကစီကန်းကိုတော်တော်တင်းကျပ်ထားရလို့သိရပါတယ်အဲ့တော့ကျွန်တော်ရွာသူရွာသားတွေကျွန်တော်တို့ခုလောက်နေရတယ် အခုဖြစ်ပြနေတဲ့နိုင်ငံရေးအခြေအနေတွေပြည်ပခါတွေကိုလည်းခင်ဗျားတို့သိပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့စစ်တပ်အုပ်ချုပ်တဲ့အောက်မှာခင်ဗျားတို့စစ်ပြီးနေခြင်းလားဒါမှမဟုတ်ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမလားဒီမိုကရေစီလမ်းကြောင်းပေါ်သွားမယ်ဆိုရင်တော့အခုကျင်းပမယ်ရွေးကောက်ပွဲမှာခင်ဗျားတို့ကြိုက်တဲ့ပါတီကိုမဲပေးလိုက်ကြပါကျွန်တော်တို့လည်းပြောကြည့် ကျွန်တော်အကြံပြုချင်တာကျွန်တော်နိုင်ငံရဲ့အပြောင်းအလဲအရေးတစ်ခုဖြစ်တယ်။ဒီရွေးကောက်ပွဲကိုမဲပေးတာကျွန်တော်တို့ပြည်သူတွေအားလုံးရဲ့ထွက်ပေါက်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။ပြီးတော့ကျွန်တော်နိုင်ငံမှာဆုံရှုံနစ်နာခဲ့ရတဲ့နှစ်ဖက်လူတွေနေတာမှမဟုတ်ပဲဗျာ။ဒီလိုတွေမဖြစ်ဘဲနဲ့အားလုံးအေဂျင့်တွေဝဆိုအစိုးရအစ်တတရား ဲပုံပုံလောက်ကိုထူပါတယ်။အဲဒါကြောင့်အားလုံးပဲပါဝင်ပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာ။အာကျွန်တော်အနေနဲ့နည်းနည်းဖြည့်ဆုပ်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်။အဲ့ဒါကလည်းကျွန်တော်တို့အားလုံးကလည်းဒါတိုင်းပြည်မှာနေတဲ့လူတွေဖြစ်ကြတာ။အဲ့တော့ဒီတိုင်းပြည်ရဲ့အရေးဟာကျွန်တော်တို့အားလုံးပေါ်မှာလို့ဒီလိုအဲ့တော့ခုဆိုရင်ကျွန်တော်တို့ဒဏ်ရာတွေများနေတဲ့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လည်ကုစားနိုင်ဖို့အတွက်ဆေးရတွေ့နေတယ်။ ီးတော့တိုင်းရီပြတ်ပြီးသွားခုနေပေးကြနောက်ဆုံးနေနဲ့ကျွန်တော်ပြောချင်တာကျွန်တော်တို့အဖဲကြားကမဲတပြားဒီတိုင်းပြတော့ကဲဒါတော့ဆိုရင်ကျွန်တော်တို့ရွာသူရွာသားတွေဒီကောက်ပွဲဘယ်လောက်ရေးကြည့်ရဆိုတာသဘောပေါက်ကြမှာပါအဲ့တော့ဒီရွေးကောက်ပွဲကြီးအောင်မြင်ဖို့အတွက်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြည်တနာတွေအားလုံးကိုဖြည့်ဆင်းနိုင်ဖို့ ီးတော့ကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်ဘဝတွေတာယာလှပါဘူးတိုင်းပြည်ရဲ့တမိုင်းဒုံဆိုင်ပြီးခြေတက်နိုင်ဖို့အတွက်လာမယ့်ရွေးကောက်ပွဲမှာကျွန်တော်တို့ခမရတို့တွေအားလုံးမဲပေးကြပါစို့လားဗျာ